ရှိသေးပါဘူးတမီးကငငယ်လေးရှိသေးတယ်။လကားပြောတာပါ။ဘိုးရအရွယ်ပဲရှိပါသေးတယ်။ဟုတ်တယ်ကဲနော်မန္တလေးမှာကိုယ့်ရဲ့အမဝမ်းကွဲတွေကိုယ့်ရဲ့အတော်တွေကမွေးထားတဲ့တူတွေတူမတွေရှိတယ်ဒါပေမဲ့ကိုယ့်ရန်ကုန်မှာနေနေတော့ကံကောင်းွား ဗမာတန်အစိုးအကတွေကခက်ခဲတဲ့နေရာမှာပါတယ်လို့ပြောလို့ရရပေါ့နော်ဒီပမာတချင်းကိုသူသူတချာကိုလေ့ကျင့်ထားတယ်ပပိုင်နိုင်ဆိုးသွားဖြစ်တဲ့အတွက်အဲတကယ်တော်တဲ့ဟိုပေါ့နော်ကလေးလိုလဲသူ့ကိုသတ်မှတ်လို့ရရပေါ့နော် ိုင်ရဲ့အာစတူဒီဇာပွဲကြီးပေါ့နော်ဂျန်ရှင်စီးတီးမှာလုပ်တာအရန်ကိုထပ်တူဝမ်းသာပီတီဖြစ်ရပါတယ်ဘာလို့လဲဆိုတော့အဲတကယ်ကိုမြမဆိုင်းဝိုင်းကြီးနဲ့ဟိုတခန့်တနာလေးလုပ်တယ်ပြီးတော့တကယ်ကိုမန္တလေးရဲ့ရိုးရာ မုတ်အစားတောက်တွေတကယ်မြမရိုးရာအစားတောက်တွေလည်းစတူဒီဇာကျွေးရပါပေါ့နော်ကျွေးရမှာအမေရိကန်ဝါလို့စုံနေရပဲအဲတော်တော်အဲ့လိုမျိုးပေါ့တကယ်ကိုသတင်းကျိုးဒီကာလမှာဒီလိုအလူပွဲလုပ်တဲ့အတွက် အဲပါဝင်ရတဲ့အတွက်လည်းအရန်ကိုဝမ်းမြောက်ဝမ်းသာပါတယ်ရှင်အမျိုးဆက်သေးတွေညီမလေးတွေကလေအကုန်လုံးချစ်စရာလေးတွေအဲကလေးတွေတကယ်လည်းတော်ကြရတယ်အဲပြီးတော့လေတော်တော်လေးချောချောလေးတွေဆိုတော့လေဟိုသမီးတို့ဒီနောက်မှာ generation လေးတွေဒါလေးတွေကဆက်လာမှာဆိုတော့လေဒီကလေးလေးတွေကဟိုတကယ်လည်းရည်ချင်းရှိရဲဟာလေးဆိုအားပေးစီခြင်းပါတယ်ဟိုတကယ်လည်းအမှုပညာကိုချစ်မြတ်နိုးရဲဆိုလဲသူတွေတခြားလှုပ်ဆီခြင်းနဲ့ပေါ့နော်ဟုတ် အဲဗမာတန်အစိုးအကတွေကခက်ခဲတဲ့နေရာမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီဗမာတချင်းကို သူတူချာကိုလေ့ကျင့်ထားတယ်ပပိုင်နိုင်ဆိုသွားဖြစ်တဲ့အတွက်အဲတကယ်တော်တဲ့ဟိုပေါ့နော်ကလေးလို့လည်းသူ့ကိုသတ်မှတ်လို့ရတယ်ပေါ့နော်အဲတော်တော်လေးတော်ပါတယ်ပြီးတော့မန်းလေးရပဲဆိုတော့လေသူလည်းဒီဗမာတန်စင်ကိုပပိုင်နိုင်ဆိုသွားတော့ကိုရီမန်းလေးသူမန်းလေးသားချင်းဂုံယူရတာပေါ့နော်ဟုတ်အဲကိုလည်းဂုံယူရပါ ဗမာတန်ဆိုတတ်ဘူးမရလောက်ဘူးအဲဒီအမှန်တမ်းပြောရင်ဒီမြမတန်စင်နေမြမဒီဇက်တပင်အကတွေအဲကတကယ်ကိုခက်ခဲတယ်အပြီးတော့ဟိုဒီလိုမျိုးနောက်မျိုးဆက်တွေอ่ะပဲဆက်ပြီးတော့ထိတ်သိမ်းသွားတင်တာဗောနော်အဲအခုဆိုလို့ရှိရင်လည်းတချို့ຢာတွေနည်းနည်းဟိုဟိုမေ့ပျောက်သွားတာတွေပျောက်ကွက်သွားတာတွေမဖြစ်စေချင်တော့တကယ်ကိုအဲ ဒါဒီအရာတွေကတံမိုးထားတင်တယ်တံမိုးလည်းရှိတယ်ဆိုတော့အဲဘိုးကတော့ကိုယ်တိုင်တော့ယမကဆိုလို့ရှိရင်တော့အဲကျွန်းကျွန်းစစ်စစ်မဟုတ်ပေမဲ့ခြေချိုးလက်ချိုးလေးတော့တင်ထားတာတော့ရှိပါတယ်ခြေချိုးလက်ချိုးပဲเนาะဘာသာဆိုရင်ဒီခြေချိုးတင်ဘင်းနေချိုးဟုတ်တယ်အဲသမီးကလေဗမာသံတချင်းတွေကိုကြိုက်တယ်ဘာလို့လဲဆိုသူတို့လေအဲ့ခစ်ကလေးရေးထားတဲ့တေးဆရာကြီးတွေ အာတကယ်ကိုတော်တယ်သူတို့ဒီသချင်းထဲမှာပါတဲ့စကလုံးတွေဆိုတာလေအဲ့လိုလေစကဘုံတွေစကလုံးတွေဆက်လို့ထိမိနေရပဲဟိုပေါ့နော်အဲ့ဒီခစ်ကအနှစ်သာရအပြည့်ရှိတယ်စကားတစ်ခုရဲ့သူတို့ရဲ့ဒီစကဘောင်တစ်ခုကဘယ်အတိုင်းထားထိအောင်ရောက်သွားတယ်ဆိုတော့ရင်းထဲကိုထိထိမိမိကိုရောက်တယ်သူတို့ရဲ့အာသချင်းစာသားတွေစကဘုံတွေပေါ့နော်အဖောင်အဖွဲတွေကလေတော်တော်ကိုအဲ့လိုမျိုး ဒီဘက်ခင်မှာတောင်တိတ်မသုံးပြကြတော့တဲ့ဟာတွေပေါ့အဲ့ဒါတွေကိုဒီခုချိန်ဒီဒီတချင်းနေထဲမှာဘို့တော့ပြန်ပြီးတော့ရှာတွေ့ရတယ်ပြန်ပြီးတော့ကြားရတယ်မြင်ရတယ်ပေါ့နော်အဲ့ဒါတွေကတော့တကယ်ကိုဘယ်လိုပြောမလဲတမိုးရှိတဲ့စကလုံးတွေလို့ပြောရမှာပေါ့ဟုတ်တင်းကျွတ်မတရားဆိုတော့အဲ့လိုတင်းကျွတ်တွေတစောင်းတိုင်းနေဆိုတော့အဲတမိကတော့မန်လေးပဲအမတ်တရားမြန်ရှိရဲ့ မန်းလေးမှာတမင်တို့ဒီသတင်းချုပ်ပြီးဆိုလို့ရှိရင်အဲ့လိုမျိုးပွဲစည်းတွေကရက်ွက်တိုင်းလို့လို့မှာပွဲစည်းတွေရှိတယ်လို့ပွဲစည်းတွေလျှောက်ကြရတယ် ီးတော့သတင်းကျလို့ရှိရင်အဲ့လိုလေအာမိဘဆရာသမားတွေကတော့တာတွေမဟုတ်ဘူးမဟုတ်ဘူးပေးကြတာတွေအဲ့အဲ့ delay တွေပေါ့နော် ပြီးလို့ရှိရင်ကိုယ်တွေကလေးတွေစုပြီးတော့အာအိုးဖုတ်ဂျိုယုံနဲ့ဟိုဟာတွေထဲ့ကြော်တရားတွေထဲ့လောအဲ့လိုမျိုးပြောဘယ်လိုပြောက်အိုးဖောက်တာလေးဒါလေးကတော့မန်လေးမှာနေကြတော့တော်တော်အမတ်တရားကြီးများတာပေါ့နော်ရန်ကုန်လည်းရောက်လာအရွယ်လည်းရောက်လာတဲ့အချိန်မှာတော့အလုံးလုံးကတာပုံများတော့ပျော်ရွှင်မှုတွေနဲ့နည်းနည်းဝေးသွားတာပေါ့ဟုတ်ရှိသေးပါဦးတမင်ကငငယ်လေးရှိသေးတယ် လကားပြောတာပါမဘိုးရအရွယ်ပဲရှိပါသေးဟုတ်တကယ်တော့မန္တလေးမှာကိုယ့်ရဲ့အမဝမ်းခွဲတွေကိုယ့်ရဲ့အတော်တွေကမွေးထားတဲ့တူတွေတူမတွေရှိတယ်ဒါပေမဲ့ကိုယ့်ရန်ကုန်မှာနေနေတော့ကန်ကောင်းွားသမီးတော့အခုတော့အဲဗီဒီယိုကာရုပ်ရှင်ကားလေးရိုက်ကူးနေရတာလေးရှိပါတယ်ဟုတ်ဘယ်လိုမျိုးပေါ့ အဲသွှေသွှေနေရလဲတကယ်ညမရလို့ဖြစ်နေပြီဆိုတော့လေကိုရဲလဲမန်လေးသူအချင်းချင်းဆိုတော့အဲဒီပွဲမှမဟုတ်သူတွေအမြဲတမ်းတွေ့နေရဆိုတော့လေအဲတွေ့တိုင်းတော့လို့ပြောစရာတွေတော့မကုန်ဘူးပေါ့နော်အဲ့လိုမျိုးပါသူတွေကအဲသတင်းချို့ပွဲတော်တွေဆိုတာတော့ဒါမြန်မာပြည်သူပြည်သားတွေအတွက်တကယ်ကိုဒါအထင်ကြီးရတဲ့အမှတ်တရပွဲတော်ကြီးတစ်ခုပဲပေါ့နော်ဒီပွဲတော်ကြီးမှာစပြီးတော့အဆဆရရလူရင်းစနိုင်းလည်းပြေဝကြပါစေလို့ဆန္ဒတွေအားလုံးလည်းထပ်တူညီနိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ရှင်